ဲ့လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့86ဘတ်နဲ့အချိန်ကတ်သက်မရှိအဝါစားလို့ရမယ်ဘူဖေးသွားပြီးစားပြစ်ခဲ့ပါတယ်ဒီဘူဖေးမှာတော့ဝက်လက်ထမင်းပါအခုလိုမျိုးထိုင်းမုံဟင်းကားအပြင်ကွတ်တီယိုလည်းစိတ်ကြိုက်အဝါစားလို့ရတာဖြစ်လို့အားလုံးပဲကြောက်စင်းနဲ့ဒူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ငါအရွက်အစုံနဲ့ပေါ့နော် ီနေ့သွားစားမဲ့ဆိုင်လေးကတော့89ဖက်နဲ့အချိန်ကတ်သတ်မရှိအဝါစားလို့ရမယ့်ဘူဖေးဆိုင်လေးပါဆိုင်ဝင်ရောက်တာနဲ့ငွေရင်ဆုံးရှင်းပြီးတာနဲ့သူကတူအူကိုပကံ3ချက်ပေးတယ်ပေါ့နော်ဒီပကံ3ချက်မှာအရင်ဆုံးကိုကြိုက်တာကိုထည့်ပြီးတော့ကြတော့သွားပြီးစားလို့ရတယ်ကျော်စစ်ကတော့ဒီမှာဝက်လက်ထမင်းပေါင်းအရင်ဆုံးစပြီးတော့ကြတော့ရွေးပါတယ် ထမင်းကတော့ပို့စိတ်ကြိုက်ယူပြီးတော့ဒီ wallet ထမင်းပေါင်းကတော့သူတို့ပြင်ပေးတယ်ပေါ့နော်ကိုလိုချင်တဲ့အသားကိုလိုချင်တဲ့နေရာလေးဆိုလို့ရှင်လဲသူတို့ရွေးပြီးတော့ကြာတော့ပြောလို့ရတယ်သူတို့ကိုစိတ်ကြိုက်ပြင်ပေးတယ်ပေါ့နော်ဒါကတော့ကျွန်စစ်က wallet ထမင်းပေါင်းအရင်ဆုံးစပြီးတော့ကြာတော့ရွေးဖြစ်ပါတယ် ပြီးရင်တော့ကျော်စစ်ကခနုံကြီးမွင်းငါရွေးပါတယ်ကျော်စစ်ကတော့ဒီမှာရောက်တုံးဆိုတော့ကြတော့ဒီကဘူဖေးမှာပါရဲ၃မျိုးလုံးစားမယ်ပေါ့နော်ခနုံကြီးကတော့ရွေးချက်စရာအရေကတော့သူကချက်ချောင်းနဲ့ထားပေးထားတယ်ပြီးသွားလို့ရှိရင်အခုလိုမျိုးခရမ်းသီးနဲ့ထားပေးထားတယ်ပြီးရင်ဒါငဖဲစုပ်လုံးနဲ့ထားပေးထားတယ်ပေါ့နော်နောက်တစ်မျိုးကတော့ဒါငပိရင်နဲ့ဖြစ်မယ်ပေါ့နော်ဒါမျိုးနေနေပေါ့နော်ကိုစိတ်ကြိုက်ရွေးစားလို့ရအောင်၄မျိုးလောက်ထားပေးထားပါတယ်ကျော်စစ်ကတော့ဒါကိုအကြိုက်ရွေးပြီးတော့ကြတော့စားပစ်ပါတယ်ပြီးရင်အခုလိုမျိုးမွင်းငါကွတ်တီုံနဲ့တွဲစားဖို့အတွက်ကိုအသီးအရွက်အစုံလဲဘူဖေးမှာခင်းပေးထားတယ်ငွေတိတောင်လုံးလေးရမစားပါတယ်ပေါ့နော်ဒါကတော့ ော့ကိုစိတ်ကြိုက်ကုံတလောက်ကိုကိုကြိုက်တာယူပြီးတော့ကြတော့ထည့်ပြီးစားလို့ရပါတယ်ဘူဖေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွတ်စစ်တို့ဒါကိုလိုရင်လိုတလောက်ပေါ့နော်ကိုကိုပေးထားတဲ့ဒီပကံထဲမှာပဲထက်ထည့်ပြီးတော့ကြတော့ယူပြီးစားလို့ရပါတယ် ီမှာတော့ကျွန်တော်တို့ကုတ်တီယိုကတော့ရွေးချယ်စရာအဖက်ကနှစ်မျိုးပေးတယ်ပေါ့နော်သူတို့တခါတယ်ဒီကုတ်တီယိုဆိုလို့ရှိရင်လည်းပြင်ပေးတယ်ပေါ့နော်ပြီးရင်အခုလိုမျိုးကုတ်တီယိုကိုအဆက်တွေအချိုတွေထည့်စားကျင်တာစားလို့ရအောင်ပေါ့နော်ဒါမျိုးလေးလည်းထားထားပေးထားတယ်အချင်းလေးလည်းဒီမှာထားထားပေးထားရယ်ပေါ့နော်ငရုတ်သီးစိမ့်စက်သွန်ဖြူဒါမျိုးလေးတွေကိုစိတ်ကြိုက်ယူပြီးတော့ကြတော့စားလို့ရပါတယ် ။ဆိုင်ကတော့ကျော်စစ်တို့ဒီနေ့လဲစားစားချိန်လဲကျော်စစ်ရောက်သွားတာဆိုတော့ကျလူကတော့တဖွဲဖွဲနဲ့ပေါ့နော်လူမပြတ်ဘူးပေါ့နော်။တော်တော်လေးတော့လူကြတယ်ပြောလို့ရတယ်။ဒီ local တွေလာပြီးတော့ကျတော့အစားများပါတယ်။ကဲဒီနေ့ကတော့ကျော်စစ်ကဒီမှာပေါ့နော်ဝက်လက်ထမင်းပေါင်းရယ်ပြီးတော့ရယ်မွေးငားရယ်ပြီးတော့ရယ်ကွတ်တီရယ်ဘူဖေးရယ်ဆိုင်မှာလာပြီးစားတာပေါ့နော်ဒါကတော့ပထုံထာနီနာလေးပေါ့နော်အဲ့တော့စပြီးတော့ကြတော့စမယ်ဒါကတော့ဝက်လက်ထမင်းမှာအားလုံးပဲစားပါအောင်ခင်ဗျာ ော်ဒီဇိုင်းနဲ့ကတ်ချောင်ဟွန်းဟွန်းအချင်းလေးနဲ့ချင်းလေးနဲ့ဝင်စားပါမယ်ကြက်ကိုပဲနဲ့ဟို၃မျိုးလုံးအဝါစားပဲပေါ့နော်ဝင်ငါးပါရယ် နှုံကြီးပေါ့နော်ခနှုံကြီးပါရယ်ပြီးသွားလို့ရှိရင်ကွတ်တီကိုပါရယ်ပြီးသွားရင်ခုနကဝက်လက်ထမင်းပါရယ်ဘူဘေးရောကျော်စက်ယူတယ်လို့မျိုးယူရယ်သူကပတ်စံသုံးချက်တစ်ခါရယ်ပေးရယ်ပေါ့နော်ပတ်စံရှင်းပြီးသွားနဲ့ဒါရယ်โอ้ဒီမှာဒါကတော့ကိုတီယိုပူပူလေးစားပါမယ် ော့ကျွန်တော်တို့လေအရွက်အစုံမှာခင်းပေးထားရပေါ့နော်မွေမွေးငါးတို့ပြီးရင်ကုတီတို့အရွက်အစုံနဲ့စားလို့ရတယ်ကိုဒီကတော့ရွေးချယ်စရာသူကအဖက်ကနှမျိုးပေးရပါတော့။ဒီမှာကြတော့ဗာရဖြစ်ဖြစ် ဟိုနီးရဲဆိုလို့ရှိရင်ကြာလာစားကြည့်လို့တန်တယ်ပေါ့နော်ဒီပထုံဌာနီနားတို့ပြီးတော့ဘန်ကောက်ယူနီဘာစီတို့ဘာလို့နားလူတွေဆိုလို့ရှိရင်လေဘာလို့ပြောရေးတက်တာရဲ89ဘတ်နဲ့ဟိုကျွန်တော်တို့ဒါ3မျိုးလုံးဘူဖေးထဲမှာပါရဲဆိုတော့3မျိုးလုံးအဝါစားလို့ရတယ်စားနိုင်တန်တယ်ได้ ဒီ89ဘက်ဘူခွေးထဲမှာတော့ရေမပါဘူးတရှူးမပါဘူးပေါ့နော်တရှူး30ရေ30အဲ့လိုဝယ်ရတယ်ပေါ့နော်အဒါကတော့ငွေငါးပါငွေငါးစားမယ်ငွေငါးအရွက်အစုံနဲ့ပေါ့နော်ဒီမှာကျတော့ငွေငါးရွေးချက်ကြအရေရကြတော့ဒေးမျိုးပေးထားတယ်ပေါ့နော်ကိုစိတ်ကြရွေးပြီးတော့ကြတော့စားလို့ရတယ် 还有一条龙。嗯。那刚才要打点钟，土匪用吧？晚上奶奶煮的蛋呢？现在锅巴搞冬用的，嗯，搞冬用的。 ကဲစားလို့တော့ပြီးသွားပါပြီ မိုးအေးလေးနဲ့စားလို့လည်းရန်ကောင်းတယ်ဒီဆိုင်လေးကတော့ကျွန်တော်တို့ဒီနွန်ထပူရီပန်းနာလူတွေအတွက်ဆိုရင်တော့နီးမယ်ဒီဘန်ကောက်မြို့တွေကလူတက်ဆိုလို့ရှင်တော့နည်းနည်းလေးလမ်းမယ်ပေါ့เนาะပြီးရင်ဒီနားကဘန်ကောက်ယူနီဘာစီတီလို့ပါအောင်ဆိုလို့ရှင်တဲ့နိုင်ဝက်လောက်ပဲဆိုတော့ကြတော့အရန်ကြီးတော့တအားကြီးတော့မဝေးဘူးပေါ့เนาะထုံထာနီးလို့ပြီးသွားလို့ရှင်ဒိုမောင်းတို့ဘက်တီးရနေဆိုလို့ရှင်လို့ရှင်နီးရယ်ပေါ့เนาะအရန်ကြီးမဝေးဘူးပေါ့နီးရယ်ပေါ့မြို့တွေကဆိုလို့ရှင်လို့ရှင်တော့နည်းနည်းလေးလမ်းတယ်လို့ပြောလို့ရတယ်ပေါ့เนาะအဲ့တော့လမ်းကြုံလို့ရှင်တော့လာပြီးတော့ကြတော့စားကြည့်ပါဒီဘက်ကိုရောက်တယ်ဆိုရင်ပေါ့เนาะနွန်ထပူရီဘက်ကိုရောက်တယ်ဆိုလို့ရှင်တော့ဆိုင်ကကြတော့မနက်ကိုသူက၈နာရီရာန နေစပြီးပွင့်တယ်ညနေကို၄နာရီခွဲအထိပွင့်ပါတယ်အဲ့တော့ကျွန်စစ်ကဒီနေ့ဘလော့လေးကိုဒီမှာပဲရက်လိုက်တော့မယ်ကျွန်စစ်တို့ကတော့ဒီဘက်ရောက်တော့ဝင်စားဆိုတော့ကျွန်ဒီနေ့ကောင်းကောင်းတန်တန်နေစားခဲ့ရပါတယ်အားလုံးပဲတက်တာပါ